မင်္ဂလာမဆောင်လိုက်ရပဲမတော်တဆဆုံးပါသွားတဲ့ချစ်သူနှုတ်အလုံးမင်းမင်္ဂလာပါမီနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတခါတင်ဆက်ပေးမှာကတော့အရန်ကိုထူဆန်းလောင်းတဲ့မလေးရှားနိုင်ငံကဝင်းကြီးလက်ထပ်ပွဲအကြောင်းတင်ဆက်ပေးမှာပဲဖြစ်ပါတယ် ဒီဖြစ်စဉ်ကတော့မလေးရှားနိုင်ငံဂျိုဟိုမှာအော်တိုဘာ24ရက်ကစိုက်ကဲ3စီးနဲ့ကားတစီမတော်တဆမှုဖြစ်ခဲ့ပြီးလူ၄ဦးသေဆုံးခဲ့ရပါဒီ၄ဦးအနက်2ဦးကချစ်သူတွေဖြစ်ကြပြီးချစ်သူကောင်လေးကသူ့ရဲ့ဆိုင်ကဲအစ်တလေးဝဲလာပြီးပြီးချင်းချစ်သူကောင်မလေးနဲ့အတူစီးလာရင်အခုလောမတော်တဆမှုမှာပါဝင်သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်ကောင်လေးကတော့အသက်20ရှိပြီးကောင်မလေးကတော့အသက်18နှစ်ပဲရှိသေးရပါအဲ့ဒီမှာတော့ကောင်လေးကသူ့ရီစာပန်းချုံချုံကို သူ့ဆိုင်ငယ်အစ်တယမဟာ115ဇက်အားဆိုင်ကနေတင်စည်းလာချိန်မှာအခုလုံရင်တိုင်းမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ချမ်းနဲ့ပန်းတို့ဟာတမီးရီးသားဖြစ်တာ၃နှစ်ရှိပြီဖြစ်ပြီးမိဘတွေကလည်းသဘောတူထားတာလို့ဆိုပါတယ်။နောက်ပြီးသူတို့နှစ်ယောက်ကပကြခင်မှာမင်္ဂလာပွဲကျမကြမှာဖြစ်ပြီးအခုတော့နှစ်ယောက်လုံးကန်ဆုံးမှုနဲ့ကြုံခဲ့ရပါတယ်။ဒါကြောင့်မိဘတွေကတော့ချမ်းနဲ့ပန်းတို့ရဲ့စာပနာအစီအစဉ်ကိုတန်ခေါင်က ကောင်လေးရဲ့မိသားစုအိမ်မှာပဲခေါင်းချင်းဘေးချင်းရှင်ပြင်ဆင်ပေးထားပြီး သူတို့ဆောင်တွဲပုံမှာအတူထားပေးထားပါတယ်။စာပနာစီစဉ်ထားတဲ့စာပေရဲ့ပြောဆိုချက်အရဒီနေ့နေ့လယ်မှာစာပနာအခမ်းအနားကိုဘာသာရေးထုံးစံအရလုပ်ပေးခဲ့ပြီးယနေ့ညဘက်မှာမေဟန်လို့ခေါ်တဲ့တရုတ်ထုံးစံအရတရေမင်္ဂလာပွဲကိုကျင်းပမှာလို့ဆိုပါတယ်။ဒီလိုမင်္ဂလာပွဲဆိုတာကတော့တခါမှမကြားဘူးပြင်မဲ့ သူတို့စီမှာတော့ဒီလိုအဖြစ်ဆိုးနဲ့ကြုံတဲ့သူတွေကိုလုပ်ပြီးနေကြဒလေတခုလို့သိရပါ යි ။ကောင်းလေးနဲ့ကောင်မလေးဟာအိမ်သာမပြုတ်ခင်ရုတ်တရက်ကွယ်လွန်သွားတာမလို့တမလွန်မှာတူတူပေါင်းသီးနေထိုင်လို့ရအောင်အခုလို့ God Mary လုပ်ပေးရလို့ဆိုပါ යි ။တရုတ်ထုံးစံအရ God Mary လက်ထပ်ပွဲကျင်းပတာဟာနှစ်ပေါင်း3000လောက်ရှိပြီဖြစ်ပြီးများသောအားဖြင့်အရန်ချစ်ကြတဲ့ဆောင်တွဲမျိုးသို့မဟုတ်မိဘတွေစီးဆက်ပေးထားတဲ့ဆောင်တွဲမျိုးငငယ်ရွယ်ရွယ်နဲ့တည်ဆောင်းသွားခဲ့ရင် တမလွန်မှာငိမ့်ချန်အောင်လူကြီးတွေကစီစဉ်ပေးကြတာဖြစ်ပါတယ်။ဒီလိုကမယ်ရီကျမရဲ့မိင္လာဝစ်ဆောင်အနီတွေစုံတွဲပုံတွေလက်ဖွဲ့တွေကိုကောင်တလာတွေပေးမှာထားပြီးကျမပေးလို့ရှိရလို့လည်းသိရပါတယ်။အဓိကတော့သူတို့ချစ်သူနှစ်ဦးရဲ့နှစ်ဖက်မိဘတွေကတမလွန်မှာအထီးကျန်မှာဆိုလို့သူတို့နှစ်ဦးရဲ့ဝိညာဉ်တွေကိုလက်ထပ်ပွဲလေးပြုလုပ်ပေးခဲ့ကြပါတယ်။တရုတ်ရိုးရာအရာပြုလုပ်တဲ့ဝိညာဉ်လက်ထပ်ပွဲဟာသူတို့နှစ်ဦးကိုနောက်ဘဝမှာအထီးပေါင်းဖောက်ခွင့်ရစီမဲ့လက်ရှိဝိညာဉ်ဘဝမှာလည်းအထီးမကျန်တော့ဘူးဆိုရ ဲ့အယူအဆမျိုးနဲ့ပြုလုပ်တာလို့သိရပါတယ်။ခုကြည့်နေတဲ့သူတွေရောတရဲမင်္ဂလာပွဲအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ပလွန်ကောက်နေရပြီမိတ်ကျောင်းဆရာကြီးလှုပ်ပြီးအဖေါဆောက်ရှောက်ပြီးခြင်းနဲ့ဆယ်နှစ်အရွယ်သားငယ်လေးအလုံးမင်းမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါဒီကလေးလေးကတော့အသက်ဆယ်နှစ်အရွယ်သားရှိသေးပြီးအဖေါနဲ့အတူနေထိုင်ကကျောင်းတက်ရင်ပလွန်ကောက်နေရပဲဖြစ်ပါဒါအပြင်ကလေးကတော့ကျောင်းစင်းချိန်တိုင်းမှာမောက်လဲလာရောက်တက်ပြီးအိမ်ပြန်ရောက်ရင်လည်းအဖေါကိုအိမ်ပြန်ရောက်ရင်လည်းအဖေါကိုမိသွေးဝိုင်းထုတ်ပြီးတက်ပါသေးရဲ့။ကလေးကတော့အသက်၁၀နှစ်အရွယ်သားရှိသေးပြီးအရန်ကိုလိမ္မာတိတက်လွန်းသူလေးတယောက်ပဲဖြစ်ပါ යි ကလေးလေးရဲ့ဘဝကတော့ငငယ်ရွယ်ရွယ်နဲ့မိဘတွေကိုဆုံရှုံခဲ့ရတာဖြစ်ပြီးအဖေကဆုံးသွားခဲ့တာပဲဖြစ်ပါ යි အဲဒီနောက်မှာတော့အမေကပါနောက်အိမ်နာပြစ်သွားခဲ့ပြီးနောက်ယောက်ျားနဲ့လိုက်နေနေရကြောင်းလက်ရှိမှာတားငယ်လေးကတော့အဖွားနဲ့အတူနေထိုင်နေရတာပဲဖြစ်ပါ යි အဘကတော့မိသွေးထုတ်တဲ့အလုပ်ကိုလုပ်ကင်နေရတာဖြစ်ပြီး တန်းငယ်လေးကတော့ကြောင်တဒန်တက်နေရပဲဖြစ်ပါ යි သူတို့မိဘကိုတော့မီးသွေးဆိုင်ပိုင်ရှင်ကမီးသွေးထားတဲ့အဆောင်မှာအိတ်ဖို့နေရာပေးထားပြီးတားလီကတော့ကြောင်ပရက်တွေမှာပလုံကောက်ထွက်တာပဲဖြစ်ပါ යි ကလင်းလေးကတော့အဖွားကခန်းလို့လောက်တာမဟုတ်ပဲသူ့အသည့်စိတ်တနဲ့သူ့အဖွားကိုတစ်ဖက်တစ်လမ်းကဝိုင်းကူနိုင်ဖို့ပလုံကောက်တဲ့အလုံနဲ့မောင်ရောင်းတဲ့အလုပ်ကိုပါလုပ်နေရပါတန်းငယ်လေးကတော့မိခင်ရဲ့စွန့်ပယ်ခြင်းကိုခံခဲ့ရပြီမဲ့လေအမငယ်ပဲအဖွားနဲ့အတူစူးစမ်းက အဖားကလည်းတတောင်တတနေစီချင်းနဲ့နေမာတိတက်လုံးနဲ့ကလေးလေးပဲဖြစ်ပါယ။ဒါပြင်သားလေးရည်ပဲချက်ကတော့ကြီးလာရင်ကြောင်းစရာကြီးဖြစ်ချင်းနဲ့အဖားကလည်းဘာအလုံးမမလုပ်စီချင်းပြပြဆုံဆုံလေးထားချင်တယ်လို့ပြောလာတာပါ။သူအိမ်နေကြနေရလေးကတော့ခေါင်းလေးကလည်းမီးသွေးတွေနဲ့ပဲတူနေပါယ။ဒါပေမဲ့ဘလိုနေရနေရတာလီကတော့အပြုံးမပြတ်ပဲအကြည်တက်ရှိသူလေးတယောက်ဖြစ်ပြီးအဘအတွန်အိမ်အစ်စ်လေးဆောက်ပေးခြင်းတယ်လို့လည်းပြောလာတာပါဒါကတော့ပလောင်ကရင်ဝိုင်းရေးအတွက်ဖြည့်ရှင်းနေရပေမဲ့ ចောင်းសៀរဖြစ်ခြင်းနဲ့សានិអយွယ်ក្លីရဲ့បវៈអីម៉ាត់បាဒါကြောင့်မေပရာဟိတာတမားတယောက်ကတားလီကိုတနာလို့သူဖြစ်စီခြင်းနဲ့အဖားအတွက်အိမ်လေးကိုအလူငွေလေးနဲ့တက်နိုင်သလောက်ဆောက်လုပ်ပေးဖို့ကြိုးစားနေရပါ။ဒါကြောင့်ပရာဟိတာတမားကတော့တားလီအခုနေရတဲ့လေးကအခိုင်အမာ ဆောက်လို့မရပါဘူး။ရေအမြဲတက်တာရင်ကျူးကျော်ဖြစ်တာရဲ့အတွက် အချိန်မရွေးဖြစ်ရမှာပါ။အဲဒီအတွက်မြေလေးဝယ်ပေးပြီးအိမ်လေးကောင်းကောင်းပြန်ဆောက်ပေးချင်တာပါဆိုပြီးပြောလာတာဖြစ်ပါ යි ။ တားလီရဲ့ရည်ရွယ်ချက်တွေလည်းအမြန်ပြည့်ပြီးကုညီမဲ့သူတွေအမြန်ပေါ်လာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အခုလိုလိမ္မာတိတက်ပြီးမျက်နှာချုံလုံးနဲ့ကလေးလေးကိုပြစ်ထားပြီးတော့နောက်နေနဲ့တာယာနေပေမဲ့လည်းတားလီကတော့ဘာမှမမျှော်လင့်တော့ဘဲမိခင်ပြစ်တာကိုမတောင်းတတော့ဘဲအဖအအတွက်သာကြိုးစားနေရလီကတော့တကယ့်ကိုတန်ဖိုးရှိတဲ့ကလေးပါပဲ။အဆောင်တိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မင်္ဂလာမဆောင်လိုက်ရပဲမတော်တဆဆုံးပါသွားတဲ့ချစ်သူနှစ်ဦး အလုံးမေမင်္ဂလာပါမီနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတခါတင်ဆက်ပေးမှာကတော့အရန်ကိုထူဆန်းလောင်းနဲ့မလေးရှားနိုင်ငံကဝိညာဉ်လက်ထပ်ပွဲအကြောင်းတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဖြစ်စဉ်ကတော့မလေးရှားနိုင်ငံဂျိုဟိုမှာအော်တိုဘာ24ရက်ကစိုက်ကဲ3စီးနဲ့ကားတစ်စီးမတော်တဆမှုဖြစ်ခဲ့ပြီးလူ၄ဦးသေဆုံးခဲ့ရပါဒီ၄ဦးအနက်2ဦးကချစ်သူတွေဖြစ်ကြပြီးချစ်သူကောင်လေးကသူ့ရဲ့ဆိုင်ကဲအစ်တလေးဝဲလာပြီးပြီးချင်းချစ်သူကောင်မလေးနဲ့အတူစီးလာရင် အခုလောမတော်တဆမှုမှာပါဝင်တည်ဆောင်းသွားခဲ့တာပဲဖြစ်ပါတယ်။ကောင်လီကတော့အသက်20ရှိပြီးကောင်မလီကတော့အသက်18နှစ်ပဲရှိသေးရပါ။အဲ့ဒီမှာတော့ကောင်လီကသူ့ရည်စားပန်းချုံချုံကိုသူ့ဆိုင်ရဲ့အစ်တယမဟာ115 ZR ဆိုင်ကနေတင်စည်းလာချိန်မှာအခုလောရင်တိုင်းမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ချန်နဲ့ပန်းတို့ဟာတမိရီစားဖြစ်တာ၃နှစ်ရှိပြီဖြစ်ပြီးမိဘတွေကလည်းသဘောတူထားတာလို့ဆိုပါတယ်။နောက်ပြီးသူတို့နှစ်ယောက်ကပကြခင်မှာမိင်္ဂလာပွဲကျင်းပကြမှာဖြစ်ပြီး အခုတော့နှစ်ယောက်လုံးကန်ဆိုးမှုနဲ့ကြုံခဲ့ရပါတယ်။ဒါကြောင့်မိဘတွေကတော့ Channel Ban တို့ရဲ့စာပနာအစီအစဉ်ကိုတန်ခေါင်ကကောင်းလေးရဲ့မိသားစုအိမ်မှာပဲခေါင်းကျင်းဘေးကျင်းရှင်ပြင်ဆင်ပေးထားပြီး သူတို့ဆောင်တဲ့ပုံမှာအတူထားပေးထားပါတယ်။စာပနာစီစဉ်ထားတဲ့စာပေရဲ့ပြောဆိုချက်အရဒီနေ့နေ့လယ်မှာစာပနာအခမ်းအနားကိုဘာသာရေးထုံးစံအရလုပ်ပေးခဲ့ပြီးယနေ့ညဘက်မှာမေဟန်လို့ခေါ်တဲ့တရုတ်ထုံးစံအရတရေမင်္ဂလာပွဲကိုကျင်းပမှာလို့ဆိုပါတယ်။ဒီလိုမင်္ဂလာပွဲဆိုတာကတော့တစ်ခါမှမကြားဘူးပြီမေ။သူတို့စီမှာတော့ဒီလိုအဖြစ်ဆုံးနဲ့ကြုံတဲ့သူတွေကိုလုပ်ပေးနေကြဒလေတခုလို့သိရပါတယ်။ကောင်းလေးနဲ့ကောင်းမလေးဟာအိမ်တော်မပြုတ်ခင်ရုတ်တရက်ကွယ်လွန်သွားတာမလို့တမလွန်မှာတူတူပေါင်းတည်နေထိုင်လို့ရအောင် အခုလောကမယ်ရီလောက်ပေးရလို့ဆိုပါရင်တရုတ်ထုံးစံအရကောမယ်ရီလက်ထက်ပွဲကျင်းပတာဟာနှစ်ပေါင်း3000လောက်ရှိပြီဖြစ်ပြီးညတော်အဖြစ်အရန်ချစ်တာရဲ့ဆောင်တွဲမျိုးသို့မဟုတ်မိဘတွေစီးဆက်ပြီးထားရဲ့ဆောင်တွဲမျိုးငငယ်ရွယ်ရွယ်နဲ့တည်ဆောင်းသွားခဲ့ရင် တမလော်မှာငိမ့်ချန်အောင်လူကြီးတွေကစီစဉ်ပေးကြတာဖြစ်ပါတယ်။ဒီလိုကမယ်ရီကျမရဲ့မိင္လာဝစ်ဆောင်အနီတွေစုံတွဲပုံတွေလက်ခွဲတွေကိုကောင်တလာတွေပေးမှထားပြီးကျမပေးလို့ရှိရလို့လည်းသိရပါတယ်။အဓိကတော့သူတို့ချစ်သူနှစ်ဦးရဲ့နှစ်ဖက်မိဘတွေကတမလော်မှာအထီးကျန်မှာဆိုလို့သူတို့နှစ်ဦးရဲ့ဝိညာဉ်တွေကိုလက်ထပ်ပွဲလေးပြုလုပ်ပေးခဲ့ကြပါတယ်။တရုတ်ရိုးရာအရာပြုလုပ်တဲ့ဝိညာဉ်လက်ထပ်ပွဲဟာသူတို့နှစ်ဦးကိုနောက်ဘဝမှာအထီး တောင်းဖန်ခွင့်ရစီမဲ့လက်ရှိဝိညာဉ်ဘဝမှာလည်းအထီးမကျန်တော့ဘူးဆိုတဲ့အယူဆမျိုးနဲ့ပြုတ်လောက်တာလို့သိရပါတယ်။ခုကြည့်နေတဲ့သူတွေရောတရဲမင်္ဂလာပွဲအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ပလွန်ကောက်နေရပေမဲ့ကျောင်းဆရာကြီးလှုပ်ပြီးအဖေါ်ဆောက်ရှောက်ပေးခြင်းနဲ့ဆယ်နှစ်အရွယ်သားငယ်လေးအားလုံးမင်္ဂလာပါမင်းမျိုး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကလေးလေးကတော့အသက်ဆယ်နှစ်အရွယ်သားရှိသေးပြီ